ိုင်းဆရာကြီးဒူဝင်ရဲ့ကိုတင်ချိုင်းတန်တာဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရဲ့ဆရာကြီးနဲ့သက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါတယ်ရှင်အပိုင်းရှစ်ကျဲဝင်းသောဥယင်တော်ဤအစွန်ပြားကြသောနေရာတနေရာဒါတော်ချင်းရိုက်ခတ်တန်များအဆက်မပြတ်ထွက်ပေါ်လျက်ရှိပြီးဒါတော်ချင်းရိုက်ခတ်မိသည့်အခါတိုင်းတဝင်းဝင်းတက်လက်လက်နှင့်မိဘများပေါ်ထွက်လာသည်ကိုမြင်ရပေသည် မြူစားလေးပညာအင်းနဲ့အညာတရာစစ်တီတော်တီတီပြိုက်မွန်တို့သည်ကျေပြန်သောမြက်ကင်းပေါ်တွင်ထားရေးပြလျက်ရှိသည်၎င်းကိုမင်းစင်သူသည်အနီးရှိတစ်ပင်တပင်ကိုမှု၍လက်ပိုက်ပြီးစိတ်ပါဝင်စားစွာကြည့်ရှုလေ့လာနေသည်ကိုတွေ့ရပေသည်ပညာအင်းဤတားချက်များကိုတီတီပြိုက်မွန်ကအေးအေးတသားပင်တွန်းလန့်ကုခန်နေရမှတချီတချီတွင်တီတီပြိုက်မွန်ကပညာအင်းကိုအကဲဆန်းသည့်အနေဖြင့်ခံစစ်အတွင်မှထိုးစစ်အတွင်ပြောင်းပြီးလျက်ပြန်ဤဖြင့်တချီကောင်းထိုးနှက်လာရာ ီဒီပြက်ကွန်ဤလင်းမြန်တွက်လက်သည့်တားချင်များကိုပညာအိမ်သည်ချွေတီတီကြသည့်တိုင်အားအစွမ်းကုန်ခုခံတွန်းလှန်နေရသည်ကိုတွေ့မြင်ရပေသည်တီဒီပြက်ကွန်ဤတားချင်များမှာတွက်လက်တစ်ထက်တွက်လက်လာပြီးပညာအိမ်ဤပြင်းထန်သည့်တားချင်များကိုခုခံတွန်းလှန်ရင်းပညာအိမ်ဤလက်ကဝိတ်ကိုတနောင်းနှင့်အောက်မှအထက်သို့ပင့်၍ရိုက်ခတ်လာရာပညာအိမ်ဤလက်မှဒါလွတ်ထွက်သွားပြီးမလန်မကန်းရှိမျက်ခင်ပြင်ပေါ်သို့ထိုးဆိုင်ကျသွားသည်ပညာအိမ်မှာလည်းအတန့်ပင်မှန်မှန်မရှိနိုင်အောင်ပင်ပန်းမောဟရွေနေပြီ ဘက်နဲ့လဲကျွန်တော်ဒါကြံမတော်ဘူးလားဗညာအိမ်ကချွေးသီးများကိုပုတ်တန်ရင်ပေမန်မောဟိုက်သည့်အတန်းပြေရည်သွန်းသေးပြီးဘေးမှာရက်ကြည့်နေတော့မင်းစီသူအားမေးလိုက်သည်ဒါကိုင်မွန်ကိုင်နီတိတ်စနစ်မကြသေးဘူးရန်သူရဲ့ဒါချက်ကိုခုခံကာကွယ်တဲ့နေရာမှာလဲဟာခွက်တွေများနေသေးတယ်တကယ်တမ်းသာဒါစွန်းပြကြမယ်ဆိုရင်မျိုးစားမင်းသေးတာကြပြီမင်းစီသူကဟုတ်တိုင်းမှန်ရာဝေဖန်သုံးသပ်လိုက်ရာမမနာတက်ကြွနေသောမျိုးစားလေးပညာအိမ်မှာဟုတ်တာဆိုနာလုခံခဲ့အမျက်ထွက်ဆိုသောစကားနှင့်အညီ ၎င်းအားပုတ်ခတ်ပြောဆိုရပါမည်လားဆိုပြီးဒေါသဘုံထားသွားကမျက်နှာတစ်ခုလုံးညူမဲသွားပြီဒါကတော့တစ်ဖက်သက်ပုတ်ခတ်လိုက်တာပဲဒီမှမင်းစီသူဓာရီလန်ရီအတက်ကိုဆရာကောင်းကဝိမွန်နေစီမှာတင် जा ခဲ့မှုပါတယ်ဒါလောက်တောင်အထင်မသေးပါနဲ့မညာအင်ကမင်းစီသူအာမဲမဲလိုက်ပြီးမှတဖန်သီရိပြတ်ကွန်ဘက်သူလှည့်လိုက်သည်သီရိပြတ်ကွန်ရဲ့သဘောထားကိုလည်းသိပြစီကျွန်တော်ရန်ကုန်ကံမို့ခုကန်ဒီကစနစ်မကြဘူးလားဟာကွက်တွေရှိတယ်ဆိုတာမှန်သလားမညာအင်က၎င်းအား ဓာရီလိုင်း၏အတက်ကိုလက်တွေ့တင်ကြားပြတာပေးနေသည့်တီးတီးပြန့်ကုန်၏အယူဆကိုသိလိုသဖြင့်မေးလိုက်ပြန်သည်ဓာရီလိုင်း၏တက်ပညာကလွယ်တရာရောင်နှင့်အင်တန်ခက်ခဲတဲ့အတက်ပညာဖြစ်ကြောင်းမှာရန်သူကိုထိုးနှက်ဖို့ထက်ရန်သူရဲ့ဓာချက်ကိုတင်းချောင်တတ်ဖို့ကပိုပြီးရည်ကြီးပါတယ်ဓာရီလိုင်း၏တက်ပညာကိုတစ်ဖက်ကန်းခက်တက်မြောက်ဖို့ဆိုတာမလွယ်ပါဘူးဆရာကောင်းသမားကောင်းများထံမှာ မန်ကန်တဲ့နီးနာနေပြခံယူပြီးအလေးချင်းမပြတ်စေပဲအမြဲတစေလေ့ကျင့်နေနိုင်မှတော်ရုံကြပါတယ်။ဆရာမကောင်းရင်အကွက်ဟာရက်ပါတယ်။တီတီပြတ်ဝန်ကဓာတ်ရိုက်မဝေပန်မဲတဲဝိုက်တော်နီးဖြင့်ဝေပန်လိုက်သည်။ဘာလဲ။အကျွန်တော်ကဓာတ်ရိုက်လိုင်းရဲ့တက်ပညာကို လက်တွေ့ပြသပေးခဲ့တဲ့ဆရာသမားတွေကိုအထင်သေးလို့ဒီစကားပြောလိုက်တာလား။အကျွန်တော်ကဓာတ်ရိုက်လိုင်းရဲ့ပညာသင်ကြားပို့ချပေးခဲ့တဲ့ဆရာသမားတွေကတာမညာမဟုတ်ဘူး။ဓာတ်ရိုက်လိုင်းရဲ့မှာပြန်ဖက်ကင်းတဲ့သမိန်ထောပါဝင်ထင်ရှားကြော်ကြတဲ့ဆရာကောင်ခုနှစ်ဦးစီမှာ နီနာနေတရခံယူခဲ့တာပါ။ဗညာအိမ်ကမိမိပေါ်တွင်အထင်မသေးစေရန်ပြန်လဲခြေပလိုက်သည်။ဒီလိုဖြစ်လိမ့်မယ်လို့သီတိပြတ်ပုံထင်လိုက်တာပဲ။ဆရာများရင်တားတည်တယ်ဆိုတာဒါမျိုးကိုခေါ်တာ။ဆရာတူကိုတမျိုးစီတင်ကြပို့ချတဲ့အတွက်တောင်မရမရမရဖြစ်တတ်တယ်။သီတိပြတ်ကရှင်းပြလိုက်တို့ရရင်ဗညာအိမ်မှာမူမိမိအားတောင်မရမရမရဖြစ်နေသည်ဟုပြောသည်ကိုမခံမရနိုင်ဖြစ်နေသည်။ကဲလေမတော်တခေါက်တောင်မရမရမရသာတက် တဲ့ထင်းရင်လည်းတချီတဝက်အကဲဆန်းရအောင်မညာအင်ကပြောပြောဆိုဆိုဓာတ်တလက်ကိုကောက်ယူပြီးလက်တွင်စကြည့်လိုက်ရာတီတီပြက်ကွန်ကမညာအင်အရေးကဲကိုကြည့်နေပေသည်ကဲဆန်းကြစို့မညာအင်ကပြောပြောဆိုဆိုတိုင်းခွက်နင်းပြီးဓာတ်ကိုဝင်လိုက်သည်ဒီမှာကြည့်ဟောဒီဓာတ်ချက်ကဓာတ်လန်ဝိဇာတမိန်ထောရဲ့ဓာတ်ချက်ရှောင်းနိုင်ရှောင်းပြီးတော့ပြောပြောဆိုဆိုမညာအင်ဒီလင်းမြန်တက်လွတ်စွာထုတ်ခုတ်လိုက်ရာတီတီပြက်ကွန်ဒီမညာအင်ဤဓာတ်ချက်ကိုခက်အေးအေးပင်တွန်းလှန်လိုက်သည်မညာအင်မှာမိမိ လဲရပြထိုးနှက်လိုက်သည့်ဓာချက်ကိုတီတိပြက်ကွန်ကလွယ်လွယ်နှင့်တွန်းလှန်လိုက်သည်ကိုမခံမြတ်နိုင်ဖြစ်ကလင်းမြန်တွက်လက်တစ်ထက်လင်းမြန်တွက်လက်စွာအဆက်မပြတ်ထိုးခုန်နေပေရာပညာရင်ထိုးခုန်လိုက်သည့်ဓာချက်များကိုတီတိပြက်ကွန်သည်အချက်ပါမိုင်းခုခံလျက်ရှိသည်ဖြင့်ဓာသွားခြင်းရိုက်ခတ်မိသည့်အတန်များစူးညံစွာထွက်ပေါ်နေလေသည်တီတိပြက်ကွန်သည်ပညာရင်ထိုးနှက်ချက်များကိုဟာခွဲမရှိခုခံတွန်းလှန်နေရမှခံစစ်အသွေးမှထိုးစစ်အသွင်းသို့ကူးပြောင်းကပညာရင်အားပြန်လည်ထိုးနှက်လျက်ရှိပေကား ။အညာအိမ်မှာပင်ပန်းကြီးစွာခုခံနေရပြီ။ထိုသို့ခုခံနေသည့်ချားမှပင်မျက်စိရှင်သောတိတိပြိုင်ဝန်သည်ပညာအိမ်ဟာခွက်တစ်ခွက်ကိုချက်ကောင်းယူကပညာအိမ်အားဆက်လွယ်ခုတ်ပန်းလိုက်သည့်အတွင်ပြင်ဓာတ်ကိုအသာစပြီးခုတ်လိုက်ရာတိတိပြိုင်ဝန်၏ထက်လာစွာသောဓာတ်သည်ပညာအိမ်ဤဇက်ကိုထိသည်ဆိုယုံလေးထိသွားပေရာပညာအိမ်မှာဆက်ရသွားပြီးရင်ထဲတိုင်းလှကနေဖြစ်သွားပြီတီတီပြတ်ကွန်ကဓာပြန်အနှုတ်မြန်သည်ဖြင့်ပညာအိမ်ဇက်ကိုဓာသွားရှာရန်တီတီကလေးလိုသွားခြင်းဖြစ်သည် တီရီပြက်ကွန်ဤဓာတ်ကိုပြန်လည်ရုပ်သိမ်းလိုက်သည့်အချိန်တွင်ဗညာအိမ်မျက်နှာတွင်သွေးမရှိတော့ဘဲဖြူဖက်ဖြူရောဖြစ်နေပေသည်မိမိအားရေဒီယိုအနာယူလိုက်သည်ဖြင့်ရှက်ကလည်းရှက်ဒေါသကလည်းထွက်ဖြစ်ကဖြူဖက်ဖြူရောဖြစ်နေသည့်ဗညာအိမ်ဤမျက်နှာမှာနီးရဲသွားပြီးထုံမတပန်ညွေပုတ်ပုတ်ဖြစ်သွားလေသည်လက်တွင်ဆုပ်ကန်ထားသောဓာတ်ကိုလည်းဒေါပါပါဖြင့်မြက်ခင်းပေါ်သို့ပြင့်ချလာ၏မတရားဘူးမတရားဘူးအဲ့လိမှာနောက်ကျောင်းဓာတ်နဲ့ထိုးသလိုအနိုင်ကျင်တာမတရားဘူးဗညာအိမ်ကဓာတ်ကိုပြင့်ချရင်ရှက်ရမ်းရမ်းလိုက်ရာတီရီပြက်ကွန်မှာ မိမိအားမတရားအနာယူသည်ဟုပြောခံရသည်ကိုမကျေနပ်သည့်မူအရဖြင့်မိမိလက်မှဓာတ်ကိုပြင်ချခဲ့ပြီးဗညာအိမ်ကိုပြန်လှည့်မကြည့်တော့ဘဲဥယျာဉ်တော်တွင်မှထွက်ခွာသွားပေသည်မင်းစီသူမှဗညာအိမ်ကိုတလှက်တီးတီးပြတ်ကုန်ကိုတလှက်ကြည့်ကပြောင်းလိုက်အတော်ကဲဆက်တဲ့လူပဲဗညာအိမ်မှာရှက်ရမ်းရမ်းလိုက်တော့လေမိမိအမားကိုမိမိသိမြင်လာကအချက်ပြပြောလိုက်ခြင်းဖြစ်သည်ဘောမီးတီးတီးပြတ်ကုန်ကအကဲမဆက်ပါဘူးမင်းစီသူကတီးတီးပြတ်ကုန်ကိုကွယ်ပြီးပြောလိုက်အကဲမဆက်ဘူးဟုတ်လားမင်းကပါငါ့ကိုစော်ကားပြန်လာလား မျိုးသားမင်းကိုမစော်ကားဝဲမှာဘုံမင်းတင်းလေးပြန်ကွန်ကစိတ်ရှိတဲ့နေရာမှာသူ့လောက်စိတ်ရှိတဲ့သူရှာတယ်။တိခန့်တဲ့နေရာမှာလည်းသူ့မတူအောင်တိခန့်နိုင်စွမ်းရှိတယ်။မျိုးသားမင်းမိန်တော်မူလိုက်တဲ့ဇကားကဆရာသမားကိုစော်ကားရရောက်လို့စိတ်ပြက်ပြီးထွက်သွားတာ။ဆရာကိုကပြန်ရင်အားကောင်းလှန်စုတတ်ပါတဲ့။မင်းစီသူကတခွမခံပြန်ပြောလိုက်ရာပညာအိမ်ဒီမင်းစီသူအားမျက်မှောင်ကြုတ်ရကြည့်လိုက်မင်းတို့ဆရာတော်ရဲ့ကတကယ်ကိုအတိုင်းဖောက်နေတယ်။စကားတစ်ခုနောင်တင်မခံဘူး။ဒါလာမှပြောမခံဘူးဆိုလည်းမတတ်နိုင်ဘူး။ ်စိတ်ကောက်ပြီးသွားခြင်းသွားပါစေအရင်မဆိုင်ပါဘူး။ဗညာအင်ကရှက်ရမ်းရမ်းလိုက်ပြန်ပြီးစိတ်ကောက်သွားခြင်းမဟုတ်ပါစိတ်ပြတ်သွားခြင်းသာဖြစ်ကြောင်းမှာအိုးဘာပဲဖြစ်ဖြစ်ဒါလောက်ကဲဆက်တဲ့လူသွားခြင်းရသွားအရင်မဆိုင်ဘူး။ဗညာအင်ကတော့ဘာဘာဖြစ်ပြန်ပြောလိုက်သည်။မျိုးသားမင်းဆင်းခြင်တော်မူပါ။မျိုးသားမင်းထံကောက်ကျင်စင်းလဲစွာဖြင့်မတရားသိမ့်ပိုက်ထားတဲ့နန်းစဉ်ပရမလက်ဝေရနာကိုတမိန်ဆက်ဝေါ်ထံမှပြန်လည်ရယူရန်တာဝန်တည့်ရကြံသေးသည်ကိုမျိုးသားမင်းတတိပြုဆင်းခြင်တော်မူပါ။ ဘုံမင်းတီးရီပြတ်ကောင်မှာတာဝန်တစ်ခုခုယူထားရင်ထိုတာဝန်ကိုမိသည့်အခါကမှရှောင်လဲသွားတတ်သူမဟုတ်ကြမှာမင်းစီသူကတည်ငြိမ်သည့်မူအရဖြင့်ပြန်လဲလျှောက်တင်လာသည်နန်းစဉ်ပရံမြလက်ဝရဲနာဟုသောစကားကိုကြားရသောအခါမညာအင်ဤမန်မနာထောင်ဝသည့်မူအရမှာချက်ချင်းပြောက်ွယ်သွားပြီးထိတ်လန့်တုန်လှုပ်သည့်မူအရသို့တမဟုတ်ချင်းပြောင်းလဲသွားပေသည်ဒါဖြင့်တီးတီးပြကွန်ကဘယ်ထွက်သွားတာလဲ။တမိတ်ဆက်ဘွားစီသွားတာလား။ငါဘောစိတ်ပြက်ပြီးထွက်သွားတာများဖြစ်နေမလား။ညအင်ကထိတ်ထိတ်ပြပြပြန်မေးလိုက် ဒါကတော့ဗိုလ်မင်းတီတီပြတ်ကွန်ကလွဲပြီးဘယ်သူမှဖြေမှန်ပေးနိုင်မှာမဟုတ်ပါ။အဲဒီလိုဆိုလဲတီတီပြတ်ကွန်ကိုလိုက်ခေါ်စမ်းမှာစိတ်လိုက်မှန်မှာထွက်သွားရင်မြေဒုက္ခပါပဲ။မြို့သားမင်းရဲ့နန်းစဉ်ဗရံများလက်ဝယ်ရနာကိုပြန်လဲရရှိရေးအတွက်ဗိုလ်မင်းကိုပြန်ခေါ်ရမှာပါလား။မင်းစီသူကပြန်မေးလိုက်။ဒါကလည်းတခြားမယ်။ပြီးတော့မန်တိုင်းဖွင့်ပြောရမယ်ဆိုရင်တီတီပြတ်ကွန်ကယောက်ျားပီသားသူဖြစ်တဲ့အတွက်သူ့ဘောမှာလည်းတနေ့တခြားလေးစားလာတယ်။ကဲစကားရှင်းနေစမ်းမှာနဲ့တီတီပြက်ကွန်ကိုတောက်မှန်ပြီးပြန်ခေါ်ပေးစမ်းမှာ။ ။မညအိမ်ကမင်းစီသူအောင်အမိန်ပေးလိုက်သည်။ဗိုလ်မင်းကိုမျိုးသားမင်းလေးစားတယ်ဆိုရင်မျိုးသားမင်းကိုရိုရန်ခေါ်တော်မူပါ။တုံးမတော်မိတ်ဆွေစစ်ပြီးသားရရောက်ပါလိမ့်မယ်။မင်းစီသူကစောစောကလေးတန်းအတိုင်းတည်ငြိမ်သည့်အမူအရာဖြင့်ပြန်လဲလျှောက်တင်လိုက်လေသည်။မညအိမ်ကခိတ္တများစဉ်းစားပြီးနောက်ဒါနလက်ကိုကောက်ယူကမင်းစီသူနှင့်အတူတီတီပြတ်ကိုနောက်သို့လိုက်ပါလာခဲ့ကြပေသည်။ကျွန်တော်မှတော့ပါတယ်စိတ်လိုက်မှန်ပါပြောခဲ့မိတာကိုလည်းဝမ်းနေပါတယ်ကျွန်တော်ပြောခဲ့မိတဲ့ဇာတ်တွေကိုလည်းပြန်လည်ရုပ်သိမ်းပါတယ် ခညာအိမ်သည်တီတီဖြတ်ကွန်နောက်သို့အမိလိုက်လာပြီးတောင်းမန်စကားပြောကြလိုက်သည်ကိုမကိုအတိမြင်ပြီးဝင်းချတောင်းမန်ရတဲ့တတ်တီကိုတော့ချီးကျူးပါတယ်ဒါမှယောက်ျားပီးတတ်ပါတယ်တီတီဖြတ်ကွန်ကပြန်ပြောလာရခညာအိမ်မှာကျင်းနဲ့သွားရပါသည်ကဲတကြီတဝဲလောက်အကဲဆန်းကြအောင်ဆိုလားခညာအိမ်ကပြောပြောဆိုဆိုဓာတ်တလက်ကိုတီတီဖြတ်ကွန်ဤလက်သို့ပေးရလာရတီတီဖြတ်ကွန်ကဓာတ်ကိုလှမ်းယူလိုက်ပြီးမြက်ကင်းရှိရာသို့တောက်ရောက်တာပြန်လာခဲ့ကြလေသည်မကြမီဓာတ်သွားခြင်းရိုက်တဲ့ ဆူညံစွာထွက်ပေါ်လာပြန်၏တို့ရရင်ယခုတစ်ချိန်တွင်မူဓာခုတ်တန်နှင့်အတူရည်တံမော့တံများပါတော်တော်ညံလည်းရှိပေသည်တိတိပြတ်ကောင်ကဗညာရင်အားထိုးခုတ်ရှောင်းတဲနှင့်အတက်အဆုပ်အစရှိသည့်ဓာသားပညာများကိုလက်တွေ့သင်ကန်းစာများပေးလျက်ရှိရာဗညာအိမ်မှာတိတိပြတ်ကောင်၏စွမ်းရည်ကိုတစ်ချိန်တည်းတစ်ချိန်ပို၍တွေ့မြင်လာရပေရာစောစောကစိတ်လိုက်မှန်မှာပြောခက်မိသည်ကိုယူကျုံမရဖြစ်မိပေတော့သည်ထိုခိုက်တွင်ဥယျာဉ်မှုသည်ဗညာအင်းနှင့်တိတိပြတ်ကွန်တို့ဓာရီပြနေသည့်နေရာသို့ကြောက်အံ့လန့်အားအပြေးလွှားရောက်လာသည်ကိုတွေ့ရပေ၏ ်ယူဇာမင်းတခင်ပြဓာတ်လက်နဲ့များကန်ဆောင်ထားတဲ့မြင့်တီတော်လေးဦးဥယင်တွင်တို့ချင်းနေဝင်ရောက်လာကြမှာဗျဘုံမင်းတီတိပြတ်ကိုနာမည်မေးပြီးဆိုအတင်ချင်းနေဝင်ရောက်လာခြင်းဖြစ်ကြမှာဗျဟန်တာတော်လည်းမရကြမှာဗျဥယင်မူကတုံရင်တော်အတန်ဖြင့်ရှောက်တင်လာလေသည်ထိုသောရှောက်တင်နေစဉ်မှာပင်မြက်ကင်းရှိရာသို့လာနေသောမြင့်ခွာသံများကိုကြားရပြီးရက်ဆက်ကြမ်းကြုတ်သည့်အသွေးလက္ခဏာရှိနေသောမြင့်တီတော်လေးဦးသည်ဓာတ်ကိုစီကို ကင်က၎င်းတို့စီးနှင်းလာသောမြင်းများပေါ်မှလွှားကနေခုံစင်းပြီးဗညာအိမ်နှင့်သီးသီးပြက်ကွန်ရှိရာသို့လာနေကြသည်ကိုတွေ့ရပါသည်။သီးသီးပြက်ကွန်မှာမူထိုသူလေးဦး၏တွင်ပြလက္ခဏာနှင့်အမှုရာများကိုမြင်လိုက်ရယုံဖြစ်တပြိုင်နက်တည်းမိမိအားရမ်းမှုရန်လာသူများဖြစ်သည်ကိုကောင်းစွာရမ်းမိပေသည်။တို့ရရင်လုံးဝရင်းဆိုင်သည့်မူရာဖြင့်လက်ထဲတွင်စုပ်ကန်ထားသည့်ဓာတ်ကိုဝှင့်ရမ်းရင်းထိုသူလေးဦးအားမျက်ကြည်မပြတ်စေပဲ၎င်းတို့၏လှုပ်ရှားမှုမှန်သမျှကိုကဲခန့်နေပေသည်။မင်းစီသူမှလည်းတီးတီးပြက်ကွန်ကဲ့သို့ပင် ထိုလူလေးဦး၏အကြံစီကိုရိတ်စားမိသည့်မူအားဖြင့်မိမိအားရံမူလာလင်အစင်းတင်တုတ်ပြန်နိုင်ရန်ဓာတ်ကိုဆုပ်ကံ၍လက်ပိုက်ပြီးကြည်နေပေသည်။ယူစားလေးပညာအိမ်မှမူဥယင်တော်တွင်သို့ခွင့်မပန်ပဲဝင်လာကြသူများပေါ်တွင်မမန်နာထောင်လာသည့်မူအားဖြင့်စိမ့်စိမ့်ကြီးကြည်နေရမှရှေ့သို့တလန်တိုး၍လာပေသည်။မင်းတို့ဘသူတွေလဲ။ဘသူပိုင်းနဲ့ဥယင်တော်ထဲခွင့်မပန်ပဲဝင်လာကြတာလဲ။ပညာအိမ်ကတင်းမာသောမျက်နှာဖြင့်မေးလိုက်ရာမင်းပေါ်မှာလှော်ကနေခုံဆင်းလာသူလေးဦးကကိုရှင်သက်လိုက်ပြီးပညာအိမ်ဤတွင်ပြန်လူရလိုက်ကြသည်။ မျိုးစားမင်းပညာအိမ်မလားလေးရောင်နဲ့မျက်နှာပေါက်ဆူဆူနေသူကမေးလိုက်လေသည် အေးဟုတ်တယ်ပညာအိမ်ဆိုတာငါပဲငါရဲ့အခွင့်အမိန်မရပဲနဲ့ဥယျာဉ်တော်ထဲဘာတောင်ဝင်လာတယ်လဲကူးချက်ချင်းထွက်သွားပညာအိမ်ကဓာပြဖြင့်ညွန်ပြရင်ဥယျာဉ်တော်ထဲမှထွက်သွားရန်အမိန်ပေးလိုက်သည်မျိုးစားမင်းတီးခံတော်မူပါမျိုးစားမင်းကိုမယုံမသိမလေးစား၍ခွင့်မပန်းမဲ့ဝင်လာကြခြင်းဖောက်ချောင်းမှာမျိုးစားမင်းကိုယုံကြည်လေးစားပါတယ်ကျွန်တော်တို့ခုလာခဲ့ရခြင်းက မျိုးစားလေးအားတစုံတရာရံမှုလို့ရင်ဖောက်ကြမှာတီတီပြတ်ကွန်အမည်ရှိငမိုက်သားကိုဆုံးမရန်လာရောက်ချင်းဖြစ်ကြမှာတီတီပြတ်ကွန်အားကျွန်ုပ်တို့လက်ဝဲသို့ပေးအပ်တော်မူပါမျက်နှာပေါက်ဆူဆူနှင့်လူကပင်ရှောက်တင်လိုက်ပြန်သည်တီတီပြတ်ကွန်ဆိုတာငါပဲသူများရှူးတိုက်ပေးတိုင်းထခိုက်တိုက်တဲ့ခွေလိုတင်းပိုင်မဲ့တဲ့ကြီးစားကောင်းနေတတိရှင်ရှေ့တိုးကစံတီတီပြတ်ကွန်ကဒါကိုရဲမြန်စွာဆုပ်ကိုင်းရင်စိန်ခေါ်လိုက်သည်မင်းစီသူမှလည်းလက်ပ၍ရက်ကြည့်နေရမှာ လက်ထဲတွင်စုပ်ကန်ထားသည့်ဓားကိုဝှေ့ရမ်းလိုက်ဥယျာဉ်တော်တွင်သို့ချင်းနှင်းဝင်ရောက်လာသောရန်သူလေးဦးသည်၎င်းတို့၏တဲအိမ်မှဓားများကိုပြန်တူဆွဲချုပ်လိုက်ကြပြီးဒီဒီပြက်ကွန်နှင့်မင်းစီသူတို့ရှိရသူလွှာကနေခုံပေါက်လာပြီးဓားလေးစင်းနှင့်ပြန်တူဝင်ကုန်ကြသည်ဒီဒီပြက်ကွန်နှင့်မင်းစီသူတို့မှထိုလူလေးဦး၏ခြေလမ်းများကိုမျက်ခြေအပြတ်မခံဘဲစောင့်ကြည့်လျက်ရှိနေကြရမှ၎င်းတို့အာဝင်ခုတ်လိုက်သည့်ဓားလေးစင်းကိုလျက်စည်းလက်သလိုလင်းမြန်တွက်လက်သည့်ဓားကြံများဖြင့်ခုခံတွန်းလှန်လာရဓားသွားခြင်းရိုက်ခတ်မိသည့်တံများဆူညံစွာထွက်ပေါ်လာပြီး ဒါချင်းရိုက်မိသည့်အခါတိုင်းဝိညာဉ်နဲ့လက်ကနဲမိပွင့်သွားသည်ကိုတွေ့မြင်ရပေသည်ရန်သူလေးဦးတို့၏ဒါချက်များမှာလင်မြန်တွက်လက်လာတော့လေတီတီပြက်ကွန်နှင့်မင်းစီသူတို့သည်လုံးဝအေးမဆိုင်သည့်မူအရဖြင့်အချက်ပိုင်းမှခုခံတွန်းလှန်လျက်ရှိနေရမှရန်သူလေးယောက်သည်နှစ်ယောက်စီခွဲ၍ရှေ့နောက်ဝဲရာညှက်ပြီးထုတ်ခုတ်လျက်ရှိပြန်ရာတီတီပြက်ကွန်နှင့်မင်းစီသူတို့နှစ်ယောက်သာကြောချင်းကပ်၍လေးပဲလေးတမ်းမှရန်သူများကိုပိုင်ပိုင်နိုင်နိုင် ခုခံလျက်ရှိနေပေသည်ရန်သူတို့၏ဒါချက်ကိုခုခံတွန်းလှန်ရင်း ဟာကွက်ကိုဆောင်ပြီးချက်ကောင်းနဲ့မင်းစီသူကမိမိအားထုတ်ခုတ်ရန်ရှေ့တိုးလာသူအားလျှက်တပြက်နီးဖြင့်ခုတ်ပိုင်းချလာရာမင်းစီသူ၏ဓာချက်ကိုရန်သူကတိန့်ချောင်လိုက်တော့လဲနဲငယ်နောက်ကျသွားတဲ့ဖြင့်လက်မောင်းကိုဓာထိသွားပြီးသွေးများဖြာထွက်လာကလက်မဓာပါလွတ်ကျသွားပြီကျန်တော့ရမှာဒီဒီပြက်ကုန်နဲ့မင်းစီသူအားပြေးပါမရှိအောင်ညှပ်ဘူးညှပ်ပိုက်ဝိုင်းရံထားလိုက်ပြီးလင်မြန်တွက်လက်သည့်ဓာချက်များဖြင့်မင်းစီသူနှင့်ဒီဒီပြက်ကုန်တို့အားအပီးပိုင်း ရှင်းလင်းတောက်တင်ပြည်ရန်အာတော်ကြိုးပမ်းလျက်ရှိနေပေသည်။ရန်သူတို့၏ကြံစီကိုကြိုတင်သိရှိထားသည့်ဒီနေ့ပြတ်ကုန်နေမင်းစီသူတို့သည်မိမိတို့၏ဇက်ပေါ်ဝဲလာသည့်ဓာကျင်များကိုမလွတ်တမ်းခုခံတွန်းလှန်ရင်းအခွင့်ကောင်းများတိုင်းချက်ပါမိုင်းထုတ်ခုတ်လျက်ရှိသည့်ဖြင့်ရန်သူတို့မှထိုးစစ်ဆင်နွှဲကြရာမှခန်းစည်းပွားသို့ကူးပြောင်းပြီး ခုခံတွန်းလှန်နေရပေသည်။၎င်းတို့၏လက်မောင်းလက်ကဝဲစသည့်တို့တွင်လည်းဓာကျင်များမိထားသည့်ဖြင့်သွေးချင်းချင်းနေနေသည်ကိုတွေ့ရပေသည်။ဤတွင် ။စောစောကလမ်းမောင်းနေတန်ရရထားပြီးလက်မှာဒါလွတ်ကြသွားတော့ရန်သူသည်မိမိလမ်းမောင်းမှတန်ရကိုသွေးတိတ်စေရန်လက်ဖြင့်ဖိနှိပ်ထားရမှ၎င်း၏အပေါင်းဖော်များအရင်နှိမ့်တော်မူကိုတည်မြင်လာသဖြင့်ခါးကြမှတပြားကိုလက်တစ်ဖက်ဖြင့်ဆွဲထုတ်လာပြီးတိတိပြတ်ကုန်၏နောက်ကြောကိုချိန်ရွယ်၍လက်ပြီးပေါက်ရန်လက်မြောက်လိုက်စဉ်ဘေးမှရက်ကြည့်နေသောဗညာအင်သည်ထိုသူရှိရာသို့ပြေးဝင်လာပြီးထိုသူ၏လက်မှတပြားကိုလွှတ်ယူလိုက်ကနှစ်ယောက်သားလုံးလားထွေးလာဖြစ်လာပေသည် တို့ရရင်ထိုသူလက်မောင်းနေတန်ရာရတာတပြင်တပြည့်ပြည့်အပြော့သွားပြန်ရာဗညာအင်ကထိုသူကြီးလက်မတများကိုလွယ်လင့်တကူလွတ်ယူနိုင်ခဲ့ပေသည်လက်ထဲတွင်လက်နဲ့တစုံတရာမရှိတော့သည်နှင့်တပြားနဲ့တည်းထိုသူသည်ကြောက်အံ့လန်အဖြစ်ဗညာအင်လက်တွင်မှယုံကံပြီးမိမိစီးနှင်းလာသည်မြင့်ပေါ်သို့ခုန်တက်ခါကြောက်အံ့လန်အားနှင့်ဒုံဆိုင်ပြေးပြီးတော့သည်ကျန်တော့ရမှာလဲတီတီပြက်ကွန်းနဲ့မင်းစီသူတို့ရဲ့ဓာချက်များကိုပင်ပင်ပန်းပန်းခုခံတွန်းလှန်ရတဲ့ပြင်မောဟိုက်လာပြီးလက်မောင်းနဲ့လက်ကဝဲမှဒဏ်ရာများကြောင့်ပြန်လဲထိုးစင်မစင်နိုင်တော့ပဲခန်းစစ်အတွင်ဖြင့် မိမိတို့ကိုယ်ကိုမိမိတို့ခုခံကာကွယ်နေကြရစဉ်မိမိတို့ဤဖို့တူးမှာကြောက်အလန့်အားထွက်ပြေးသည်ကိုရိတ်ခနဲမြင်လာရသောအခါအလိုလိုစိတ်တက်ကြဆင်းသွားကြပြီးနောက်ဆုံးနောက်ဆုံးနှင့်ခုခံရင်အခွင့်သာသည်နှင့်တပြိုင်တည်းဖနှောင်းနှင့်တင်းမတသားတဲ့ကြအောင်ပြေးလာပြီး၎င်းတို့၏မြင်များပေါ်သို့ခုန်တက်၍နောက်သို့ပြန်လှည့်မကြည့်တော့ဘဲဇက်ကုံလွတ်၍လာလန်တိုင်းကဆုံပေါက်၍ပြေးကြပြီးတော့သည်မင်းစီသူမှာအခက်မကျေနိုင်သည့်အမူအရာဖြင့်နောက်မှပြေးလိုက်သွားရာတီတီပြက်ကဟန်တားလိုက် အမောခံမိလိုက်နေပါနဲ့လကကြေးစားအောင်နေပါအေးဆိုင်ဆောင်လိုပါဘူးသူတို့ကဘယ်သူကတပြားပေးပြီးခိုင်းတယ်လဲဆိုတာလည်းငါသိပါတယ်တီတီပြတ်ကောကနဖူးမချွေးကိုတုံရင်ပြောလိုက်သည်ကြေးစားမန်းသည့်လိုညာလိုက်တာဓာတောင်လေးရောင်လုံးတန်ရာရသွားသေးတယ်မင်းစီသူကပြောပြောဆိုဆိုမိမိသားအတွင်စွန့်ထင်းကြံရည်သည့်သွေးများကိုလက်ဖြင့်တတ်ချလိုက်သည်ဥယျာဉ်တော်တွင်မာစုညံစွာထွက်ပေါ်လာသည့်ဓာတ်ကုတ်တံများနှင့်ကျောင်းအန်အန်အားထွက်ပြေးသွားသောမြင်းခွာတံများကိုကြားရသဖြင့် နင့်ကေတရာပွဲကန်ခင်စောမဲကအကျိုးကြောင့်တည်လို့တဲ့ဖြင့်ဥယျံတော်တွင်ဆင်းလာသည်ကိုတွေ့မြင်ရပေသည်မျိုးစားလေးမညာအင်ဤမူတမ်းများမှာလည်းတုံများသားများကင်ကဟိုမဒီမှာအရှိုးရှိုးရောက်လာကြ၏။နင်းကေဒရာရောက်လာချိန်တွင်မင်းစီသူသည်၎င်း၏သွေးစွနေသောဓာမသေးွယ်များကိုလက်ဖြင့်တတ်ချနေခြင်းဖြစ်၍သွေးစင်းရှင်ရှင်ကိုမြင်ရသောအခါနင်းကေဒရာမှာထိတ်လန့်တုန်လှုပ်သွားပေသည်။ဖျားဖျားသူဟိပါလားဘလို့ဖြစ်ကြတာလဲ။နင်းကေဒရာသည်မောင်တော်မညာအင်ဤသို့ချင်းကပ်လာရင်ထိတ်လန့်တကြားမေးလိုက်လေသည်။မညာအင်လက် ထဲတွင်ရန်သူထံမှလူယူထားလိုက်သောဓမြကိုမြင်ရသောအခါနင့်ကေတရာမှာပိုး၍ထိတ်လန့်သွား၏ဘလို့ဖြစ်ကြတာလဲမတော်ကိုပြောပါဦးဘယ်သူတွေတရားရကြသေးလဲနင့်ကေတရာကယင်ဝကိုလက်ဖြင့်အုံရင်မေးလိုက်ပြန်၏ရန်သူလေးရောင်လုံးနဲ့နဲ့များတော့တရားရပြီးစောက်ခါပြေးကြပါပြီတစုံတရာစိုးရင်စရာမရှိကြမှာမင်းစီသူကဓာမသွေးများကိုတက်ချရင်ဖြေးပေးလိုက်လေသည်ရန်သူလေးရဟုတ်လားဘယ်ကရန်သူတွေလဲဘယ်သူတွေလဲဘယ်သူကိုရန်မူရအောင်လာတာလဲနိကေသရာကအံ့အားတင်းသည့်အမှုရာဖြင့်ပြန်မေးလိုက်သည် အကြောင်းမဲ့တက်တက်ဝင်ပြီးရမ်းကားသွားတာပါပြမဆုံးတန်ရာရသွားတဲ့ကောင်ကတော့ဒီတမြောင်နဲ့တီတီပြက်ဝင်ရန်နောက်ကျောက်ကိုလှမ်းပေါက်ဖို့ကြိုးစားသေးတယ်သူ့လက်ကဓားကိုသာလူမယူနိုင်တော့တီတီပြက်ဝင်ဖြစ်စေမြင့်စီသူဖြစ်စေတယောက်ယောက်တော့တင်မှာမှန်မယ်တယောက်ယောက်သာတင်ရင်တော့သုံးယောက်နဲ့တယောက်နိုင်ရဖို့မလွယ်ဘူးမညာအင်ကရန်သူလက်မှလူယူထားလိုက်သည့်တမြောင်ကိုပြရင်ပြောလိုက်သည်ဟေးဟုတ်လားမောင်တော်အတင်ရဲလာကြည်လားရန်သူရဲ့လက်ချက်ဥသွားရင်မောင်တော်တတ်တာမှမဟုတ်ဘူးဘာဖြစ်လို့ဒီလောက်တောင်တင်ရဲရတာလဲ မိကေတရာသည်မောင်တော်မညာရင်တွင်ဆိုရင်ပူပန်သည့်မူရာဖြင့်ပြည့်တင်စကားပြောကြလိုက်သည်အရေးကြုံလာရင်ကို့အသက်ကိုဝင်ပြာနာမထားဘဲနဲ့ကုညီမသာဆွေခင်မောင်ကောင်ပီတာမယ်မဟုတ်လားညာအင်ကပြန်ပြောလိုက်ရာနှင်းကေတရာသည်မောင်တော်တို့ပြာမှာမမျော်လင့်သောယောက်ျားပီတာသည့်စကားကိုကြားလိုက်ရသည်ဖြင့်အံ့အားသင့်သွားပေသည်စောစောကမတော်ရောက်လာရင်တိတ်ကြီးလိုကောင်းမှာဆွေတော်တီတီဖြတ်ကုန်နဲ့မင်းစီသူနှောက်တဲ့ရန်သူလေးယောက်ကိုအလွယ်ကလေးနဲ့အနာယူလိုက်တာမတော်မရှူစားလိုက်ရတာတိတ်နာတယ် ဗညာအင်ကအားနုတ်အားမြပြောလိုက်ပြန်သည်အလကကြေးစားကောင်းနေမှုလွယ်လွယ်နဲ့နိုင်ရလိုက်တာပါမင်းစီသူကဝင်ပြော၏အကြေးစားကောင်းနေဆိုရင်မသိမခေဘူးကျွန်တော်ကြည့်ကောင်းကောင်းနဲ့ကြည့်နေတာလေးယောက်ကိုနှစ်ယောက်ထဲနဲ့လွယ်လွယ်ကူကူနိုင်ယူလိုက်တာချက်တော့ပြင်အန်အော်လို့ကိုမကုန်နိုင်ဘူးဗညာအင်ကချီးကျူးလိုက်ပြန်၏လေးယောက်ဆိုတာဘသူတွေလဲဘာကိစ္စဥယင်တော်တဲ့ကျူကျော်ဝင်ရောက်ရတာလဲဘယ်သူကိုရံမှုရအောင်လာတာလဲနင်းကေတရာကမိမိတိလို့တဲ့အချက်များကိုမေးမြန်းလိုက်ပြန်သည် ခွေးကောင်နေပြောတဲ့စကားအရဆိုရင်တော့ဆွေတော်တီတီဖြတ်ကွန်ကိုရံမူရအောင်လာတာမှန်ပဲ။မညာအင်ကရှင်းပြလိုက်ဟင်ဟုတ်လား။တီတီဖြတ်ကွန်ကိုရံမူရအောင်ဥယျံတော်တဲ့ကျူးကျော်ဝင်ရောက်လာတယ်ဆိုပါတော့နေကေတရာကပြန်မေးလိုက်။သူတို့ပြောသွားတဲ့စကားတိတ်ပဲကတော့ဒီတိုင်းပဲ။တီတီဖြတ်ကွန်ကမှုန့်တိတ်တမူရဖြင့်ဖြေပေးလိုက်သည်။ဒီလိုဆိုရင်တော့တီတီဖြတ်ကွန်ကိုတခင်မရဲ့ဆိုင်တော်မှာလက်ခံထားရတာကအန်ရကိုလွယ်ထားရတယ်လို့မဖြစ်နေဘူးလား။ဥယျံတော်အတွင်းကိုတော့ကျူးကျော်ဝင်ရောက်ဝင်တဲ့ရန်သူကိုတီတီဖြတ်ကွန်ကခေါ်လာခဲ့တာမဟုတ်လား။ မောင်နှောင်တော်ကန်ကောင်းလို့တက်ပြီးကတီတီကလေးလွတ်ခဲတာမဟုတ်လားမှန်ပါတယ်တီတီပြက်ကွန်ကဖြေပေးလိုက်ဓာတ်လောက်တောင်တင်ရဲလာတဲ့ရန်သူတွေကတီတီပြက်ကွန်ရှိနေသေးမှန်သိရင်နောက်တစ်ကြိမ်ရန်မူရအောင်မလာဘဲနေမှာမဟုတ်ဘူးနင့်ကေတရာကမိမိစိုးရင်ချက်ကိုဖွင့်ဟလိုက်သည်နောက်တစ်ကြိမ်လာရဲတော့မြင်မှောက်ကြမှာမင်းစီသူကဝင်ပြီးရှောက်တင်လိုက်မလာရဲဘူးဆိုရင်မှလာချင်းလာနိုင်မှသိတယ်လာလိမ်ဦးမယ်လို့လည်းထင်ပါတယ်တီတီပြက်ကွန်ကမိမိဤထင်မြင်ချက်ကိုဝွင့်ဝွင့်လင်းလင်းထုတ်ပေါ်လာသည် နောက်တစ်ချိန်လာရင်ခုတစ်ချိန်လိုမောင်တော်ကန်ကောက်ချိန်မှာကန်ကောက်မှာတခင်မပြောတော့မှန်မူလားနိဂေတရာကထက်စင်မေကုန်ထုတ်လိုက်ပြီးတီတီပြက်ကုန်အဖြစ်ကိုနားဆွင့်နေပေသည်ထိုခိုက်တွင်တုံများတားများကန်ကြွက်ကရန်သူများနောက်သို့လိုက်သွားကြသောယူစားလေးပညာအိမ်မှုတန်းများသည်မောကြီးပန်းကြီးဖြင့်ပြန်လာပြီးရန်သူများအားမျက်ခြေပြတ်သွားသည်ဖြင့်ပြန်လာခဲ့ရပုံကိုပညာအိမ်အားရှင်းလင်းလျှောက်တင်နေသည်ဖြင့်နိဂေတရာသည်တီတီပြက်ကုန်ရဖြစ်ကိုနားဆွင့်နေရမှဂျိုးချောင်းသိလိုသည်ဖြင့်တီတီပြက်ကုန်ကိုကြောက်ခိုင်းပြီးမောင်တော်ရှိရာသို့လာခဲ့ပေသည် နင်းကေတရာပွဲကန်ခင်းစုံးမဲ့ကြောခိုင်းသွားသည့်နေ့တပြိုင်နက်တည်းမင်းစီသူကစိုးရင်မကင်းသည့်အမူအရာဖြင့်တိတိပြတ်ကွန်ဤသို့ချင်းကန်လာ၏ဘုံမင်းဒံရတော်တော်ပြင်းထန်ပါသလားမင်းစီသူကနင်းကေတရာမချနိုင်စေရန်လေတံကလေးဖြင့်မေးလိုက်သည်မပြောပါလောက်ပါဘူးတိတိပြတ်ကွန်ကပြောပြောဆိုဆိုနင်းကေတရာမမြင်နိုင်စေရန်မိမိကိုယ်နှင့်ွယ်ပြီးဖွက်ထားသည့်လက်ဝဲပက်လက်ကိုထုတ်ပြလိုက်ရာလက်မောင်းနှင့်ဓာတ်ထိသွားသည့်ဒံရကြောင့်တွေးချင်းချင်းနေနေသည်ကိုတွေ့ရပေသည်သွေးမှမတိတ်သေးပဲ တဆက်ဆက်ကြာနေဆက်ပဲဖြစ်သွေးတိတ်အောင်ဝိညာဉ်စီးပေးပါလားဒီလိပြကောင်ကပြောပြောဆိုဆိုမင်းစီသူနဲ့အတူဥယျံတော်ကြီးစွန်ပြားရှိကန့်ကော်ပင်ရဲ့အောက်သို့လာခဲ့ပေသည်ကန့်ကော်ပင်ရဲ့အောက်သို့ရောက်တော့ကမင်းစီသူကဒီလိပြကောင်လက်မှတရားကိုစီးနှောင်ပေးလိုက်ငါတို့ဒီမှာကြာကြာနေလို့မဖြစ်ဘူးထင်တယ်မြင်းနေကိုကာကျိုးတစားဆင်ပြီးယူသိတဲ့ပြင်းစည်းလောက်သာယူလာခဲ့ဟော့ဟော့ကတော်တယ်လိမ့်မယ်ငါစောင့်နေမယ်တီတီပြက်ကွန်ကမင်းစီသူအားညွန်ပြလာရာမင်းစီသူမှာအံ့အားတင်းတီးမှုရာဖြင့်တီတီပြက်ကွန်အားပြန်ကြည့်လိုက် ကျွန်တော်တို့သွားကြတော့မယ်ဟုတ်လားဘယ်သွားကြမှာလဲဘာဖြစ်လို့သွားမှာလဲမင်းစီသူကတီတီပြတ်ပွန်ကပြောလိုက်တဲ့စကားတိတ်ပဲကိုနားမလည်သည့်မူရဖြင့်ပြန်မေးလိုက်သည်ငါတို့မသွားလို့မဖြစ်ဘူးစောစောကငါတို့ကိုလာပြီးရံမှုတဲ့ကောင်တွေကတမိတ်ဆက်ဘောရဲ့ကြေးစားလူရန်ကားတွေဆိုတာငါသိတယ်ငါကိုတုတ်တင်ရှင်းလင်းဖယ်ချပြဖို့တပြားပေးပြီးစေခန်းလိုက်တာဖြစ်မယ်ဒီတချီမှအမြင်ပေမဲ့အလျှော့ပေးမှာမဟုတ်ဘူးနောက်တချီကြံစီအောင်မှာပဲငါဒီမှာရှိနေရင်နေငယ်တရာတို့မောင်နှမဖို့အန်ဒီယေကိုလွှဲထားရတယ်လို့ဖြစ်နေလိမ့်မယ် တီတီပြကောင်ကရှင်းပြလိုက်မှပင်မင်းစီသူမှာသဘောပေါက်သွားပေသည်ဘုံမင်းပြောသလိုဖြစ်နိုင်တဲ့ခွေးတရိတ်ဆန်ကောင်းတွေကိုကြောက်ရွံ့ကြမလို့ပါဘူးကြောက်ရွံ့ကြတော့မလို့ပါဘူးဒါပေမဲ့စောစောကနှင်းကြီးတရာပြောသလိုဒီတကြီးမှာမျိုးစားလေးကန်ကောင်းမင်မယ်နောက်တကြီးဆိုကန်ကောက်ချင်မှကောင်းမှာငါအနေနဲ့လဲလာမဲ့ဘေးကိုပြည့်တွေ့ရမှကြီးနဲ့တာဘုံမင်းပြောတာမှန်ပါတယ်ဒါပေမဲ့ဘယ်သူ့ကိုမှအတိမပေးပဲသွားလို့ကောင်းမှာမလားအတိပေးလို့မဖြစ်ဘူးမျိုးစားလေးကခွင့်ပြုမှာမဟုတ်ဘူးနှင်းကြီးတရာသခင်မကလည်းခွင့်ပြုမှာမဟုတ်ဘူး မင်းစီသူကအတိတ်ပဲပြေဝါသောမျက်လုံးများဖြင့်တိတိပြတ်ဝန်အားပြန်ကြည့်ရင်ပြောလိုက်ရာတိတိပြတ်ဝန်ကမျက်မှောင်ကျုပ်၍စဉ်းစားနေပေ၏ဘာပဲဖြစ်ဖြစ်ငါတို့ဒီမှာကြာကြာနေလို့မဖြစ်ဘူးမျိုးသားလေးကိုရောနှင်းခဲ့တရာကိုပါအတိပေးလုံးဖြစ်ဘူးကဲငါသွားနေမယ်မြင်းနှကောင်ကိုကာကျိုးတစားစင်ပြီးမယူရင်မဖြစ်တဲ့ပြည်စည်းလောက်ကိုသာယူလာခဲ့ငါဟော့ဟော့တော်တန်းကလည်းစောင့်နေမယ်တိတိပြတ်ဝန်သည်ပြောပြောဆိုဆိုဥယင်တော်တွင်မှမိမိထွက်ခွာသွားသည်ကိုနှင်းကေတရာနှင့်ပညာအိမ်တို့အမြင်နိုင်စေရန်တစ်ပင်များကိုကာကွယ်ယူ၍ ခုံဆောင်လေးရှိရာသို့ဖြည်းဖြည်းလာခဲ့ပေသည်ခုံဆောင်ရှိရာတစ်ပင်ရင်များလည်းတို့ရောက်တော့ကအိတ်အာဝါတာကိုခုံလုံးရင်းမင်းစီသူလာကိုစောင့်မျှော်နေစဉ်တောင်ဝေးကိုအားပြုပြီးတစ်ပင်အုံများချမှထွက်လာသောအမေအိုတက်ကိုမြင်လိုက်ရသဖြင့်တီတီပြက်ကွန်ကအမေအိုအားငေးဆိုင်ကြည့်နေမိအမေအိုမှာစပင်များဖြူဝဲနေပြီးပြေးများတွတ်လိုက်နေပေသည်ခါလဲကုန်းနေသဖြင့်ပောက်ရောက်လျက်ရှိနေသောဆေးပင်ဝါပင်များကိုလည်းနှုတ်နေသည်ကိုတွေ့ရပေ၏ ဈေးပင်တစ်ပင်ကိုတအားဆွဲနှုတ်လိုက်စဉ်အမေဦးဒီတောင်ဝေးလက်မှလွတ်ထွက်သွားကမိမိကိုမိမိမဟန်နိုင်မဲစင်ကျင်လျှောတိုင်းတလိမ့်ခောက်ွေကြာသွားပြီရာတီတီပြက်ကွန်ကအမေဦးရှိရာသူ့သွားပြီးအသာပွက်ယူလိုက်တွားတွားငါမကိုင်းနဲ့လွတ်မေဦးကတီတီပြက်ကွန်ရင်ခွင်ထဲမှာရုံးကန်ထွက်ရန်ကြိုးစားရင်းပြောလိုက်သည်ဖော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 တတိထားပါဖောဖောကိုကျွန်တော်ဘာမှမလုပ်ဘူးဖောဖောအားလုံးပြီးလဲကြသွားတာမြင်လို့ဝင်းကူပေးတာပါယော့ဒီမှာဖောဖောတောင်ဝေး ်ဒီဒီပြတ်ဝန်ကအနည်းရှိတောင်းမေးကိုကောက်ပေးရင်မဲအိုအားနဲ့တင်လိုက်သည်ပြီးမှတပန်းအနည်းတွင်ပြန့်ကျဲနေသောဈေးပင်ဈေးမြင့်များကိုကောက်ယူပေးလိုက်ရာမဲအိုကဒီဒီပြတ်ဝန်အားဆူးရှာသောမျက်လုံးများဖြင့်စိုက်ကြည့်နေငါမိကဘာကြူလဲမျိုးသားမင်းရဲ့မူရမှုတ်လားမျိုးသားမင်းပိုင်နေတဲ့ဝင်ရမလားဆိုမိကိုဖမ်းလာစီလာလောက်အောင်မလားမေဘသူမှရံမူပါဘူးဆေးပင်ဝါပင်ကလေးတွေတူးဆွရအောင်လာတာပါအမေချမ်းသာပေးပါထိတ်တုံးခတ်ပြီးဆာငတ်ရင်ငတ်တော့မထပါနဲ့တချင်တခါတည်းတက်ပြစ်လိုက်ပါ မဲဦးကတီတီပြတ်ကွန်အားငေးဆိုင်ခြင်းရင်တောက်မှန်လိုက်သည်ဘောဘောမစိုးရင်မနဲ့ဘောဘောကိုဘယ်သူမှရံမမှုစေရဘူးဖမ်းလည်းမဖမ်းစေရဘူးထိတ်တုံးလည်းမခတ်စေရဘူးအိနာယာရောက်ကျွန်တော်ပို့ပေးပါမယ်တီတီပြတ်ကွန်ကအမဲအိုအီတူဖော်ထားသောဆေးပင်ဝါပင်များကိုစုဆောင်ပေးရင်နှစ်သိမ့်လိုက်သည်အမဲအိုကတီတီပြတ်ကွန်ကိုငေးဆိုင်ကြည့်နေရမှလမောင်းနေစီးနောင်ထားသောအဝိမသွေးကံများကိုမြင်လိုက်ရသောအခါမဲအိုဤမျက်လုံးများမှကြည်လင်တောက်ပြောင်လိုက်သွေးစွန်နေတဲ့လက်သွေးစွန်နေတဲ့လက် မေအိုဒီသွေးစွန်းသွေးခွက်များကိုလက်ညှိုးဖြင့်ထိုးပြရင်ဗစက်မှလှုပ်ခနဲပြောလိုက်ရာတီတီပြက်ကမှအံ့အားတင်သွားပြီးမိမိဤသွေးစွန်းနေသောလက်ကိုငုံချိလိုက်မိသည်လက်မောင်းကဒံယာကိုပြောတာလားဒံယာကသိမ့်မများပါဘူးသွေးကြောထိထားလို့သွေးထွက်လွန်လာပါပဲအခုဆိုသွေးတိတ်သွားပါပြီတီတီပြက်ကမှ၎င်း၏လက်မောင်းမှဒံယာအတွင်အမေအိုကစိုးရင်ပြီးပြောလိုက်သည်ဟုထင်မှတ်သဖြင့်မေအိုမစိုးရင်စီရန်ရှင်းပြလိုက်သည်ဒါပြောနေတာမဟုတ်ဘူးဒါပြောနေတာမဟုတ်ဘူး အမေစိတ်အာယုံနဲ့မဟာဒီသွေးဆိုးနေတဲ့လက်ကိုမကြမကြမြင်နေရတယ်။အိမ်မက်မက်တဲ့ကောင်မလည်းသွေးဆိုးနဲ့လက်ကိုပဲမြင်နေရတယ်။သွေးဆိုးနဲ့လက်ပိုင်ရှင်ကဟန်တာရီနိုင်ငံတော်ကြီးကိုရန်ပောင်းကကန်တင်းလိုက်မယ်။ငါမီကြောကြလေဦးမယ်။ဘုံတကူကြည့်လေဦးမယ်။မဲဦးစီကြည်လင်တောက်ပြောင်သည့်မျက်လုံးများဖြင့်တီတီပြက်ဝင်၏သွေးဆိုးသောလက်ကိုငေးဆိုင်ကြည့်နေရင်တုံရင်သည့်အတန်ဖြင့်နမိတ်ဖက်လိုက်လေသည်။နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်။ကျေးဇူးတင်ပါတယ်ရှင်ကျမတို့တာပါ